ဒီကနေ့စွန်တကာမောင်အဲမုံလင်္ကာရဲ့22နှစ်ပြည့်မွေးနေ့အထိမ်အမှတ်ဖြစ်ဖြင့်သံဃာတော်ရှင်မြတ်တို့အားစွန်ဆက်ကလူဒန်းသည့်ဘောဇနာဒါနစွန်အလှကောင်းမှုကုသိုလ်ကို ပြုလို့အထောက်ချင်းဖြစ်တယ်။တရားဓမ္မအနေနဲ့ကတော့မိမိတို့နာကြားလာခဲ့တဲ့အစဉ်တိုင်းပဲတရားဆက်ပြီးတော့နာကြားရအောင်မင်္ဂလာတော့ကို ဟောခဲ့တာ ဒီကနေ့အလှည့်ကြတာကသမဏနိစ္စဒသနာမင်္ဂလာဒါလေးကိုဘုဝိတုဒ္ဒနာကြည့်ရအောင်ဒီမင်္ဂလာတရားကတော့ဒီအိမ်မှာနေကြတဲ့ပုဂ္ဂိုလ်တွေမကြာမကြာရနေတဲ့မင်္ဂလာပါပဲသူရဲ့အိဗေကတော့သမဏနိစ္စဒသနာသမဏနာယဟန်တို့ကိုလို့ဘာသာပြန်ပါတယ်ယဟန်တန်ဃာတို့ကိုလို့ဒီလိုလည်းပဲပြန်ကြပါတယ် သတ္တနာဖူးမြင်ရခြင်းသည်တဲ့ဥဒ္ဓမမြတ်သောမင်္ဂလာမင်္ဂလာမြည်ဤလို့မင်္ဂလာတရားတစ်ပါးအနေနဲ့မြတ်စွာဘုရားကဟောပါတယ်ဒီမှာစကလုံးလေးသုံးပုံလေးနည်းနည်းလေးထူပါတယ်တမနာနိစ္စသတ္တနာတမနာလို့မြတ်စွာဘုရားကသုံးလိုက်တယ်တမနာဆိုတာယဟန်ဘာသာပြန်တယ်သူကဗုဒ္ဓဘာသာယဟန်ရဲ့လို့မဆိုလို့ဘုရားဘာသာပဲ ဟန်းလည်းပါတယ်ဘုရားဘာသာမဟုတ်လည်းယဟန်းလည်းပါပါတယ်အဲ့တော့ဘေယဟမဆိုဒါဖူးမြင်ရတယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်လို့ဒါမြတ်စွာဘုရားရဲ့ဟိုကြဲကြဲပြန့်ပြန့်အယူအဆလည်းတခုပေါ့ဆိုလိုတာကငါဘုရားနဲ့ငါဘုရားတပည့်ရဲ့လို့မသမိုင်းဘူးနော်ကို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 ဟာရဲ့လို့ကိုမစွဲဘူးသမဏဖြစ်လို့ရှိရင်ဖူးမြင်ရလို့ရှိရင်မင်္ဂလာရှိတယ်ပေါ့ ဲ့တော့သမဏဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်လေးရလည်းပဲပေါင်းပါတယ်သမဏဆိုတာမိမိရဲ့စိတ်ကိုငြိမ်သက်အောင်ထားနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကိုသမဏလို့ခေါ်တယ်တဲ့သူကစကားလုံးကတိုက်ရိုက်ထွက်တဲ့အဓိပ္ပာယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ပါတိမောက်ဖရာတွေကိုယ်တိုင်ပြတဲ့ပါတိမောက်ထဲမှာ နာဟိတမနောပရူပဂါတိဆိုပြီးတော့ဘုရားကအဲ့ဒီမှာလည်းပဲပြောခဲ့တယ်။တမနောတမနာဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ပရူပဂါတိသူတော်ကိုညင်မနေစစ်တတ်တဲ့ပုဂ္ဂိုလ်နာဟိမဟုတ်ပါဘူးတဲ့မဖြစ်ပါဘူး။တော့တမနာဆိုလို့ရှိရင်သူတော်ကညင်မနေစစ်တဲ့ပုဂ္ဂိုလ်မဖြစ်ရဘူး။သူတို့ပြောင်းပြန်ပြန်လိုက်သူတော်ကညင်မနေစစ်ရင်ဒါတမနာမဟုတ်ဘူးလို့တော့အိဗယ်လို့ယူနေတာသူက။ ဒါကြောင့်မို့လို့သမဏကိုယဟန်လို့ဘာသာပြန်ပြီးမယ်လို့သမဏဆိုရဲ့စကားလုံးကတော့ကိုယ်စိတ်ကိုနိုင်အောင်ညီသက်အောင်ထားနိုင်တဲ့ပုံကိုညီသက်အောင်ထားနိုင်လို့ရှိရင်သူတစ်ပါးညီမနေဆက်တဲ့အမှုဟာသူမပြုတ်တော့ဘူးလေသူတစ်ပါးကိုညီမနေဆက်တဲ့အမှုပြုတ်တယ်ဆိုတာက ပူလောင်တဲ့စိတ်ကခိုင်းလို့လုံးရတာကိုညီသက်တဲ့စိတ်ကအေးချမ်းတဲ့စိတ်အေးချမ်းတဲ့စိတ်ကသူတစ်ပါးညီမနေဆက်တဲ့ ဆင်းရဲဒုက္ခရောက်အောင်လုပ်တဲ့အလုံးမျိုးမလုပ်ဘူး။ဒါကြောင့်မို့လို့သမဏဆိုတာအဲ့ဒီလိုပုံကိုမျိုးကိုခေါ်တာတဲ့။အဲ့ဒီလိုပုံကိုတွေကိုဖူးမြင်ရတယ်ဆိုတာမင်္ဂလာရှိတယ်။ဒီမှာမင်္ဂလာတုံးမှာပွင့်ထားတာကဒသနဒသနဆိုတာက မြင်တာပါပဲ။အဲ့ဒီမြင်တယ်ဆိုတာလေးကိုလည်းပဲစကလုံးလေးကတဲ့အနေစားလေးကိုဘုရားကတုံးလိုက်တာပါတဲ့။တကယ်တော့မြင်ယုံနေမဟုတ်ပါဘူးတဲ့။ ယဟန်ကိုချင်းကရပါမယ်တဲ့။စိကလုံကျွေးရပါမယ်တဲ့။မိမိမသိတာရှိရင်မေးမြန်းရပါမယ်တဲ့။ယဟန်စီကနေပြီးတော့တရားဓမ္မကို나ယူရပါမယ်တဲ့။မိမိရဲ့ဘဝနေနေထိုင်နေတဲ့ကိုယဟန်စီကနေပြီးတော့ရအောင်ယူရပါမယ်တဲ့။ဟောအဲ့လိုလာတယ်သူကနော်။အဲ့ဒီလိုလူတာ။ဟောအဲ့အရာတွေကိုရအောင်ယူနိုင်မှတကယ်တမ်းကတော့အကျိုးရှိပါတယ်တဲ့။ ဒါပေမဲ့ဘာလို့မြတ်စွာဘုရားကဒါသနာမြင်တယ်လို့ဟောတာတော့ဆိုရင်မြင်ရတာလေးတင်ကိုမှဘုရားကမင်္ဂလာဖြစ်သေးတယ်တဲ့เนาะမြင်ရတာလည်းဟိုဘက်ကြောလို့နေရင်တော့ပြောเสียမှာလို့ဘူးပေါ့เนาะဒီလိုအိဗယ်သူကယူတာခုနကပြောတဲ့ဟာတွေရအောင်ယူနိုင်ရင်တော့အများကြီးရှိတာပေါ့အဲ့တော့ဒါကိုဘာလို့မြတ်စွာဘုရားကမင်္ဂလာလို့ဟောတာတယ်ဆိုတော့တို့ငါတို့မင်္ဂလာရဲ့အိဗယ်ကိုအစာလေးနည်းနည်းလေးတရားကပြတ်နေတာကြားလို့ မင်္ဂလာဆိုတာလောကီလောကုတ္တရာစိဘွားချမ်းသာရခြင်းဤအကြောင်းတရားကိုမင်္ဂလာလို့ခေါ်တာကိုယဟန်တဘာဘာအဲ့ဒီလိုတဘာဘာပုဂ္ဂိုလ်တဘာဘာကို မြင်လိုက်တယ်ဆိုလို့ရှိရင်ကိုယ်စိတ်မှာကုသိုလ်တရားတိုးပွားနိုင်တယ်ဒါကမြင်ုံလေးပေါ့နော်မြင်ပြီးတော့ခန္ဓာကပြောသလိုပေါ့ချင်းကလှုပ်ကျွေးမေးမြန်းသူစီကမသိတာတွေမေးပြီးတော့အဓိပ္ပာယ်တွေယူတရားဓမ္မတွေနာမယ်ကျင့်သုံးမယ်ဆိုရင်တော့ပြောစရာမလိုတော့ဘူး အကျိုးစီးပွားတွေအများကြီးရနိုင်တယ်အဲ့ဒီလိုအကျိုးစီးပွားတွေရနိုင်ရနိုင်တဲ့အတွက်ရရရာချောင်းဖြစ်တဲ့အတွက်ယဟန်ကိုမြင်တာဟာမင်္ဂလာရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဟာလေးကိုဒီမင်္ဂလာလေးကိုကြည်ရင်နဲ့မြတ်စွာဘုရားနဲ့ဥပကယတိကြီးနဲ့တကကထုံးထားပါတော့လေတကကထုံးကြီးနဲ့တွေ့တာလေးကိုသွားပြီးတော့တတိယမိတာ မြတ်စွာဘုရားဖေးရဖြစ်ခါစားပေါ့စဆာချင်းဖြစ်ခါစားလေးမှာဥပကရသေးကြီးနဲ့လမ်းမှာသွားတွေ့တာမြင်နေမြင်နေချင်းဆိုင်တွေ့တော့ဥပကရသေးကြီးကဖေးရရဲ့ပုံမှန်တဏ္ဍာကိုအခဲကပြီးတော့အရှင်ကဘသူတုံးလို့မေးတယ်မေးတော့မြတ်စွာဘုရားကငါဇိနာပဲလို့ဖြေလိုက်တယ်နော်ငါဇိနာလို့ဖြေလိုက်ဇိနာဆိုတာအောင်းနိုင်တဲ့သူပေါ့နော်ဥပကရသေးကြီးကကဲခတ်မျက်နာရဲ့မူရာကိုကဲခတ်ပြီးတော့အင်းနာမည်နဲ့ဟုတ်လောက်ပါတယ်လို့ ဟုတ်လောက်ပါတယ်ပေါ့ဒီနာဆိုတာဟုတ်လောက်ပါတယ်လို့အဲ့လိုလေးပြောသွားတာဒါပဲစကားဒါပဲနှစ်ယောက်အရေးပြားကဘယ်သူတုံးဆိုငါဇိနာအဲဟုတ်လောက်ပါပဲတယ်တော့သူကမြင်လိုက်တာဘုရားက မြင်ပြီးတော့သူကအကဲခတ်လိုက်တာလူကိုလူကိုအကဲခတ်လိုက်ပြီးတော့သူကသူ့နာမည်ဇိနာလို့ပြောတာနဲ့ဒီပုံမှန်သဏ္ဍာန်နဲ့သူ့ရဲ့ပုံမှန်သဏ္ဍာန်နဲ့ဇိနာဆိုတဲ့စကားလုံးကိုချက်ချင်းထောက်တိုင်လိုက်တာတွေ့လားနော်ဥပမာသူကတကယ်တော့လည်းပဲသူကပညာရှိတယ်ပြောရမှာပေါ့နော် ထုတ်တယ်လဲတော့ဟိုးလောက်ပါပဲတဲ့သူမှဲ့ထားတဲ့နာမည်နဲ့လူနဲ့ဟိုးလောက်ပါပဲတဲ့လို့သူအဲ့လိုလေးကတ်လိုက်တာပေါ့ဒါလေးဒီပင်လည်းရင်နောက်တစ်ချိန်မှာသူတရားရခြင်းအကြောင်းဖြစ်တယ်ဟောအဲ့လိုလေးပြနော်နောက်တစ်ချိန်မှာဒါဥပကရသေးကြီးမြတ်စွာဘုရားကြီးကတရားရပြီးတော့နော်ရဟနာဖြစ်သွားတာအဲ့အဲ့ဒါလေးတွေကဒါမြင်ရလို့ဒါပေမလို့အဲ့ဒီမြင်တာလေးကနေအကြောင်းဖြစ်ပြန်မှာဥပမာကုသတရားတွေတိုးတယ် အဲ့ဒီလိုတိုးဖို့ဆိုလို့ရှိရင်မြင်တဲ့အခါမှာမြင်တဲ့ပုံကိုယ်ရဲ့စိတ်ထားပေါ်မူတည်သေးတယ်စိတ်ထားပေါ်မူတည်တယ်ဆိုတာကဖျားကို မြင်တယ်တဲ့ဖျားကိုကြည်ညိုတဲ့ပုံကိုယ်တွေမှာကြတော့ဖျားကိုမြင်တဲ့အတွက်ကုသိုလ်တွေတိုးတယ်တဲ့ကုသိုလ်တွေဖြစ်ကြတယ်တဲ့ဒိဋ္ဌိတွေကြတော့ဖျားကိုမြင်လို့ရှင်အကုသိုလ်တွေဖြစ်တာသူအာယုံကတော့တူတယ်ပေါ့နော် အာယုံကတော့ဖះပဲမြင်တာကတော့ဒါပဲလို့ဖြစ်ပုံချင်းမတူတော့ဘူးဟိုတပိုးကမှကုသဖြစ်ပြီးတော့ဟိုပိုးကမှအကုသသွားဖြစ်တယ်အဲ့တော့ဒါကဘသူကလှုပ်ပေးတာတုံးဆိုတော့ဖះပေါ်ကြီးညိုတတ်တဲ့သရာတရားနဲ့ယောနိတောမနတိကာရလို့ခေါ်တဲ့အသင်အတဲ့နှလုံးသွင်းတတ်တဲ့သဘောတရားပေါ့အသင်အတဲ့နှလုံးမသွင်းတတ်လို့ရှိရင်သူကအကုသဖြစ်သွားတာပေါ့အသင်အတဲ့နှလုံးသွင်းတတ်လို့ရှိရင်ကုသဖြစ်သွားတယ်အာယုံနဲ့မဆိုင်ဘူးကိုယ့်ရဲ့ဒီဘက်ကအခန္တက အဓိကပါပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုတိဟိုဝိတုလေးလည်းရှိပါတယ်တိဟိုဝိတုရံတစ်ပါးကယွာတဲ့ဆုံးကံကြွားတယ်သူသွားတဲ့ချိန်မှာယွာထဲမှာလင်မယားနှစ်ယောက်ကရံဖြစ်ပြီးတော့မိမကအိမ်ကနေထွက်သွားကြောက်ကြအောင်လိုက်ခေါ်လိုက်ခေါ်တော့လမ်းမှာအဲ့ဒီအိမ်ကထွက်သွားတဲ့ယဟန်နဲ့ဆုံးကံကြွားတဲ့ကိုတော်နဲ့ယွာထိတ်မှာသွားတွေ့တာကိုသွားတွေ့တော့အဲ့ဒီဓမ္မကဘုန်းကြီးကိုဘုန်းကြီးကိုမြင်တော့ပြုံးပြရတာတဲ့ ပြုံးပြတော့ယဟန်ကလည်းပဲသူပြုံးကြတော့မြင်လိုက်တယ်လေမြင်လိုက်ပြီးတော့ဘာမှမပြောဘူးတယောက်နဲ့တယောက်ရှောင်ပြီးတော့ဆက်သွားကြတာခြေနဲ့သွားတဲ့ခါကျတော့နောက်ကလိုက်လာတဲ့ယောက်ျားနဲ့ယဟန်နဲ့သွားတေးတာပြီးတော့ဟောယောက်ျားကမေးတာအရှင်ဖုရားအရှင်ဖုရားဒီနေ့မှဒကမတယောက်ထုတ်လေးကင်ပြီးတော့သွားတာမတွေ့ဘူးလားလို့မေးတာတဲ့ယဟန်ကသူမိမကိုမေးတော့ယဟန်ကအဲယောက်ျားလားမိမလားတော့ငါတော့မသိဘူးမော်ဟဲ့လို့ဆိုတဲ့အယူဆတခုတော့ဒီနေ့ကဖျက်သွားတာတွေ့လိုက်တယ်လို့ ရဟန်းကအဲ့ဒီလိုဖြေးတယ်တဲ့ဒီအဖြေးလေးလည်းကောင်းတယ်ဒီဝိတုလေးကနော်အဲ့ဒီရဟန်းကသူကကျောင်းမှာအယုစုကမ္မထံတရားအထုတ်တာအမြဲတမ်းသူကျောင်းထဲမှာအယိုးကြီးထားပြီးတော့ကြည့်လိုက်လို့ရှိရင်သူမျက်စိထဲမှာအယိုးပဲမြင်တယ်ဟိုကဒကမကပြုံးပြလိုက်တဲ့ခါကျတော့သွားမြင်လိုက်တာသွားဆိုတာအယိုးကိုမြင်လိုက်တဲ့ခါကျတော့အဲ့ဒီသွားမြင်ရကနေပြီးတော့သူစိတ်ကဘယ်ရောက်သွားတယ်ဆိုတော့သူကျောင်းထဲမှာသူအထုတ်နေကြဖြစ်တဲ့ကမ္မထံယုတ်ကြီးကိုသွားမြင်တာ မြင်တော့သူယောက်ျားမလည်းမသိဘူးမိမမလည်းမသိဘူးသူစိတ်ထဲမှာအယုစုပဲထင်တဲ့အတွက်ဒကာပေးတဲ့အခါမှာယောက်ျားလားမိမလားတော့ငါမသိဘူးကွာအယုစုကြီးတော့မြင်လိုက်တယ်လို့ပြောတယ်အဲ့ဒီလိုဖြေလိုက်တာဆိုဒါဟာဟိုဘက်ကဒကမကပြုံးပြလိုက်တယ်ဒီဘက်ကယဟန်ကမြင်တယ်ဒါပေမဲ့လို့ဒီဘက်ကအခန္တကကမ္မထာအခန္တကရှိနေတဲ့အခါကျတော့ဟိုဒကမပြုံးတယ်လို့သူမမြင်တော့ဘူးသူစိတ်ထဲမှာအယုပဲမြင်လိုက်တယ်ဟောသွားအယုဆိုတော့အယုတိမမြင်တာပေါ့ဟောအဲ့ဒါတွေကိုကြည့်ပြီးတော့ သမဏာနိစ္စဓတနာဓတနာမြင်ရင်ဆိုပေမဲ့လို့မြင်တဲ့အာယုံကတော့ယဟန်တော်ယဟန်ပေါ့နော်သို့ပေမဲ့လို့ကိုယ့်ဘက်ကလည်းပဲကုသဖြစ်လောက်အောင်လောကုတ္တလောကီလောကုတ္တအကျိုးရလောက်အောင်အခန္ဓာကတော့ရှိဖို့လိုတာပေါ့အဲ့ဒီအခန္ဓာလေးနဲ့မှသွားမင်္ဂလာဖြစ်မှာနော်အဲ့ဒီအခန္ဓာမရှိရင်တော့မြင်မြင်လို့မင်္ဂလာဖြစ်ခြင်းမဖြစ်ပါလေအဲအဲ့ဒါလေးကိုဒါသမဏာနိစ္စဓတနာမင်္ဂလာဒါဒီကနေ့မိမိတို့နာရတယ်လို့နှလုံးသွင်းပြီးတော့ရည်သက်ချအောင်လို့ရည်သက်ကွက်ကိုင်းပြီးတော့လိုက်စို့